စိမပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် K2L အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ဗီဒီယိုမှာပြောပြပေးမယ့်အကြောင်းအရာကတော့ကလင်းငယ်တွေအတွက်လူကြီးတွေတည်ထားတဲ့ငလင်းအနေရဲ့ကင်းဝေးရေးအကြောင်းတည်ကောင်းစရာတွေနဲ့အတူငလင်းတစ်ခုကိုကြိုတင်ပြင်ဆင်မုံငလင်းလုံးနေချိန်မှာမလုပ်ရမလဲငလင်းလှုပ်သွားပြည်တဲ့နောက်မလုပ်ရမလဲငလင်းလှုပ်ခတ်ပြည်တဲ့နောက်ကလေးတွေကိုစိတ်သက်သာရရအောင်ဘလို့လှုပ်ပေးရမလဲအဆရှိတဲ့အခန်းကဏ္ဍအလုံးကိုဆက်ဆက်ပြီးကြည်ကြဲပြန့်ပြန့်ဆွေးနွေးသွားမှာဖြစ်ပါတယ် ပထမဆုံးပိုင်းမှာဆွေးနွေးပေးသွားမယ့်အကြောင်းအရာကတော့ငလင်းအနေရဲ့ကင်းဝေးရေးအကြောင်းတည်ကောင်းစရာတွေကိုဆွေးနွေးသွားမှာဖြစ်ပါတယ်။ငလင်းတန်းကိုခံရခြင်းကလူတိုင်းအတွက်ကြောက်စရာဖြစ်ရတဲ့ကိုပါ။အထူးသဖြင့်ကလင်းငယ်တွေအတွက်ပို့ပြီးတော့ကြောက်ဖို့ကောင်းပါတယ်။ဒီလိုကြောက်မက်ဖွယ်ရဖြစ်ရတွေကိုကြိုတင်ကာကွယ်လို့လည်းမရသလိုကြိုတင်ပြီးတော့လည်းခံမနိုင်ခြင်းမရှိပါဘူး။ဒါပေမဲ့မိမိနဲ့မိမိမိသားစုကငလင်းအနေအများတဲ့နေရာမှာနေထိုင်မှာကတတ်နိုင်သမျှကြိုတင်ပြင်ဆင်ထားဖို့ကအရေးကြီးပါတယ်။ ကိုရာကြိုတင်ပြင်ဆင်ထားတာကြောင့်ကလေးတွေအတွက်လည်းအကျိုးရှိသလိုအိမ်မှာရှိတဲ့လူကြီးတွေအတွက်လည်းအကျိုးရှိပါတယ် ငလင်းလောက်ချင်းဆိုတာဘာကြောင့်ဖြစ်ပေါ်စေတာလဲငလင်းဆိုတာမြေကြီးအောက်မှာရှိတဲ့ကြောက်တုံးတွေရွေးရှားရာကနေဖြစ်တည်လာတဲ့ဖိအားကြောင့်မြေကြီးရုတ်တရက်အလင်းအမြန်လှုပ်ခတ်သွားတာဖြစ်ပါတယ်ငလင်းကအချိန်မရွေးဖြစ်ပေါ်နိုင်ပြီးတော့ကျူတင်ခံမှန်းလို့ရမယ်နည်းလမ်းမရှိသေးပါဘူးဘယ်နေရာမှာငလျင်ဖြစ်ပေါ်တယ်လဲငလျင်ဆိုတာကဘယ်နေရာမှာမဆိုဖြစ်ပေါ်နိုင်ပါ रे ဒါပေမဲ့ပြည့်ရွေလို့ခေါ်တဲ့ကဘာကြောင်လွှာဒူကြီးတွေကဘာမျက်နှာပြန်လွှာနဲ့အပေါ်ရန်လွှာချမှာပြုတ်လုပ်ထားတဲ့အီယာမကြောင်လွှာဒူကြီးတွေအကြာနှင်းနှမိတ်တွေမှာပို့ပြီးတော့ဖြစ်နိုင်ခြေ ရှိပါတယ်။ငလျင်နောက်ဆက်တွဲလှုပ်ခတ်မှုဆိုတာကပါလဲနောက်ဆက်တွဲငလျင်တွေကတော့ငလျင်ကြီးလှုပ်ပြီးတဲ့နောက်မှာဖြစ်ပေါ်လာတဲ့အင်အားပိုနေတဲ့ငလျင်တွေဖြစ်ပါတယ်။နောက်ဆက်တွဲငလျင်တွေကငလျင်လှုပ်ပြီးတဲ့နောက်နှာရည်ပိုင်းရက်ပိုင်းအကြအထိအပြင်းထန်ဆုံးဖြစ်ပြီးတော့တဖြည်းဖြည်းနဲ့ပြင်အားချိန်နှုံရော့ကျသွားတတ်ပါတယ်။ဆက်လက်ပြီးတော့ငလျင်တစ်ခုအတွက်ကြိုတင်ပြင်ဆင်မှုတွေကိုပြောပြသွားမှာဖြစ်ပါတယ်။မိမိရဲ့အန္တရာယ်ကိုနားလည်ပါ ငလင်းဆိုတာကနေရာတိုင်းမှာလှုပ်ခတ်နိုင်မယ်တချို့သောနေရာတွေကတော့ပိုပြီးတော့လှုပ်နိုင်ခြင်းများပါတယ်ကိုနေထိုင်တဲ့ဒေသမှာငလင်းလှုပ်နိုင်ခြင်းပိုများသလားဆိုတာကိုသိအောင်လုပ်ဖို့လိုအပ်ပါတယ်တကယ်လို့အဲ့ဒီဒေတာတွေမှာနေထိုင်နေရဆိုရင်တော့ဒေတာခံတာဝန်ရှိသူတွေရဲ့အကြံပြုချက်တွေကိုလေ့လာပါတကယ်လို့မိမိကကံယူရန်ဒေတာတွေမှာနေထိုင်နေဆိုရင်ငလင်းလုံးပြည့်တဲ့နောက်ဆူနာမီဖြစ်နိုင်ခြေအနေရကိုလေ့လာပြီးမိသားစုအစီအစဉ်တခုကိုပြုလုပ်ဖို့လိုအပ်ပါတယ် ကလေးရွေးနံစကားပြောပါတကယ်လို့မိမိကပိုပြီးတော့အနေအများတဲ့ဒေတာမှနေထိုင်မှာကကလေးတွေရဲ့အသက်အရွယ်အလိုက်နားလည်မဲ့အသုံးနှုန်းတွေနဲ့ငလျင်အကြောင်းငလျင်ဆိုတာကပါလဲဘာကြောင့်ငလျင်ဖြစ်ရတာလဲဘေးကင်းအောင်ဘယ်လိုနေလို့ရမလဲဆိုတာတွေကိုဆွေးနွေးပါမိမိရဲ့နံပါတ်1ဦးစားပေးကကလေးတွေရဲ့ဘေးကင်းလုံခြုံရေးဆိုတာကိုအသိပေးပါအစီအစဉ်ဆွဲပါမိသားစုတစ်ခုလုံးအတွက်ငလျင်အရေးပေါ်အစီအစဉ်ပြုလုပ်ထားပါဘေးလွတ်ရကိုရွှေပြောင်းရေးအစီအစဉ်တစ်ခုနဲ့စုံမှတ်တွေကိုတတ်မှတ်ပါ အထူးသဖြင့်မိသားစုဝင်တွေတယောက်တနေရာစီမှာရှိနေပြီးဆက်သွယ်ဝင်ဆောင်မှုတွေပြတ်တောက်သွားခဲ့ပါကအချင်းချင်းမဆက်သွယ်နိုင်တဲ့အခြေအနေအတွက်ဖြစ်ပါတယ်မိသားစုဝင်တွေမိတ်ဆွေတွေနဲ့လိပ်စာတွေဖုန်းနံပါတ်တွေကိုအချိန်နဲ့တပြေးညီ update ထားရှိပါအရေးပေါ်ဖြစ်လာရင်ဘလို့ဆက်အရေးပေါ်ဖြစ်လာရင်ဘလို့ဆက်သွယ်ရမလဲဆိုတာကိုလေ့လာထားပါငလင်းလောက်ခတ်လာခဲ့ရင်မိမိကလေးရဲ့အကြောင်းကဘလို့စီစဉ်ထားတယ်ဆိုတာကိုလေ့လာပါမိမိနေထိုင်တဲ့အဆောင်အကြောင်းကိုလည်းလေ့လာထားပါ မကန်ခန့်နဲ့ဒါမှမဟုတ်တတ်မှတ်စံချိန်စံနှုန်းတွေနဲ့မကန့်ညီတဲ့အဆောင်တွေကငလျင်လှုပ်ချိန်မှာအလွန်အန္တရာယ်များနိုင်ပါတယ်ဒီလိုအဆောင်တွေမှာနေထိုင်မှာကဘလို့လှုပ်ဆောင်ရမလဲဆိုတာကိုသိရှိစေဖို့ဒေသဆိုင်ရာတာဝန်ရှိသူတွေကိုဆက်သွယ်ပါအိမ်ထဲကအခန်းတိုင်းမှာငလျင်လှုပ်လာရင်ခိုးလုံလို့ရမယ့်နေရာတွေကိုရှာထားပါပြနိုင်ရင်ဗရင်ပေါက်မရှိတဲ့အိမ်အလဲပိုင်းကအခန်းတွေမှာနေပြီးဇပွဲလိုမျိုးခိုင်ခန့်တဲ့ပစ္စည်းတွေအောင်မှာပုံခိုပါ အေးပေါ်အိတ်တလုံးပြင်ဆင်ထားပါအ ਨੇ စုံ၃ရက်စာလိုအပ်တဲ့ပစ္စည်းတွေထည့်ထားပြီးလိုအပ်ရင်တည်ဆောင်နိုင်အောင်လို့လုပ်ထားပါအစားအသောက်ရေဆေးဝါးရှေးဥတုနာပြုစုပစ္စည်းဓာမီနဲ့ဘက်ထရီတွေကိုလည်းထည့်ထားဖို့မမေ့ပါနဲ့ငွေသားနဲ့ခီးသွွားစာရွက်စာတမ်းတွေကိုအလွယ်တကူယူသွားနိုင်အောင်ထားရှိပါမိမိကလေးတွေကိုဘယ်လိုလုပ်ရမလဲဆိုတာကိုနားလည်အောင်အရေးပေါ်အစီအစဉ်ကိုတူတူလေးကျင်းပါသူတို့မေးချင်တဲ့မေးခွန်းတွေကိုအချိန်ယူပြီးတော့ပြန်ဖြေကြားကသူတို့ရဲ့စိုးရိမ်ပူပန်မှုတွေကိုအလေးနက်ထားပါ တစ်နှစ်ကို2ကြိမ်3ကြိမ်လောက်မိသားစုနဲ့အတူအရေးပေါ်အစီအစဉ်ကိုအတူတူလေ့ကျင့်ထားပါဒါမှလိုအပ်တဲ့အခါအလိုအလျောက်လှုပ်ရှားတာမှဖြစ်ပါတယ်နောက်ထပ်အပိုင်းမှာတော့ကလေးတွေရောလူကြီးတွေအတွက်ပါငလျင်လှုပ်တဲ့အချိန်မှာမလှုပ်ရမလဲငလျင်လှုပ်ပြီးတဲ့နောက်ဘာလုပ်ရမလဲငလျင်လှုပ်ပြီးတဲ့နောက်ကလေးတွေကိုစိတ်သက်သာရရအောင်ဘယ်လိုလုပ်ပေးရမလဲဆိုတာတွေကိုအသေးစိတ်ဆက်လက်ဆွေးနွေးတော့မှဖြစ်ပါတယ် ငလင်လုံးနှစ်ချိန်မှာပါလို့ရမလဲခိုင်ခန့်တဲ့အဆောက်အောက်ထဲမှာရှိနေရင်အထဲမှာပဲနေပြီးဇက်ပွဲစာရေးကုန်လို့လိုမျိုးခိုင်ခန့်တဲ့အရာဝတ္ထုတစ်ခုခုရဲ့အောက်မှာအကာအကွယ်ယူပါပရိဘောကဒါမှမဟုတ်ခိုင်ခန့်တဲ့ပစ္စည်းကိုလက်တစ်ဖက်နဲ့ကင်ထားပြီးခေါင်းအုံနဲ့လယ်ပင်ကိုလက်ရဲ့အနောက်ဘက်မှာအုပ်ထားပါကန်ထားဖို့ခိုင်မာတဲ့ပစ္စည်းတစ်ခုခုကိုရှာမတွေ့ရင်ဒါမှမဟုတ်အကာအကွယ်ရှိနိုင်တဲ့နေရာတစ်ခုမှရှိမနေရင်ခေါင်းနဲ့လယ်ပင်ကိုလက်နှစ်ဖက်စလုံးနဲ့ကထားပါ ဓာတ်လေကားတွေကိုအသုံးမပြုပါနဲ့။တင်းနေထိုင်ရဒါမှမဟုတ်အလုတ်လုတ်တဲ့အဆောင်ကမတည်ငြိမ်ဘူးဒါမှမဟုတ်ငလင်တန်ခံနိုင်တဲ့စံချိန်စံနှုန်းနဲ့မကင်ညီဘူးလို့ထင်ရင်အလုံးကြုံဆုံးနည်းလမ်းတွေအတွက်ဒေတာဆိုင်ရာတာဝန်ရှိသူတွေကိုဆက်သွယ်မေးမြန်းပါ။မိမိကအပြင်ကိုရောက်နေအပြင်မှာပဲနေပါ။အဆောင်တွေတစ်ပင်တွေလမ်းမီးတိုင်တွေလျှက်စစ်ကေဘယ်ကြိုးတွေဖုန်းတိုင်တွေနဲ့ဝေယာကွင်းမြေနေရာတစ်ခုစီကိုရောက်အောင်သွားပါ။ကွင်းမြေနေရာကိုရောက်ပါကမြေကြီးပေါ်မှာဝစ်ချပြီးငလျင်ရက်သွားတဲ့အထိအဲ့ဒီနေရာမှာပဲနေပါ မိမိကကားထဲမှာဖြစ်နေတော့ကားထဲမှာပဲဆက်နေပါဘေကင်းအောင်နေနဲ့တက်နိုင်သမျှအမြန်ဆုံးကားကိုရပ်ပါပါကင်ဘရိတ်ကိုအသုံးပြုပါတုံခါမှုမရမချင်းထိုင်ကုန်ကပတ်ကိုပတ်ထားပါနောက်ဆက်တွဲငလျင်တစ်ခုကိုခန်းစားပါကအထက်ကပြောပြထားတဲ့လမ်းညွှန်ချက်အတိုင်းလိုက်နာပါငလင်လောက်ပြီးပထမနာရီပိုင်းအတွင်းနဲ့ရက်ပိုင်းမှာနောက်ဆက်တွဲငလင်တွေမကြာခဏလှုပ်တက်ပေမဲ့နောက်ပိုင်းမှာလည်းပုံနေပြီးတော့ပြင်းအားပိုရော့လာမှဖြစ်ပါတယ်။ငလင်လောက်ပြီးတဲ့နောက်ဘာလုပ်ရမလဲ အနေရရှိမရှိစစ်ဆေးပါကိုပိုင်ဝင်ခြင်းမှာရှိနေတဲ့အရာဝတ္ထုတွေမှန်ကွဲတွေကိုအနေရရှိနိုင်တာတွေကိုသတိပြုပါမီးလောင်နေတာရှိမရှိစစ်ဆေးပါပြက်နိုင်ရင်လုံခြုံပြီးရှင်းလင်းတဲ့ပြင်ပနေရာတစ်ခုကိုသွားပါဓာတ်လေကားကပျက်စီးနေနိုင်တဲ့အတွက်ဓာတ်လေကားကိုအသုံးမပြုပါနဲ့ မိမိကိုကိုရောတခြားသူတွေကိုပါဂရုစိုက်ပါမိမိကိုယ်တိုင်းဒါမှမဟုတ်မိသားစုဝင်တူဦးထိခိုက်ဒဏ်ရာရရှိထားပါကတတ်နိုင်သမျှအမြန်ဆုံးစောင့်ရှောက်မှုခံယူပါအခုညတောင်းမှာမိမိဘယ်နေရာမှာရှိနေကြောင်းနဲ့ဘေးအန္တရာယ်ကင်းကြောင်းကိုမိစေဆွေမျိုးတွေကိုအတိပေးပါ ပြက်နိုင်သလောက်ဒေတာတွင်သတင်းတွေနဲ့အချိန်နှင့်အကြောင်းဒေတာခံတာဝန်ရှိသူတွေရဲ့ထုတ်ပြန်ချက်တွေကိုနားထောင်ပါခိုလုံရနေရာတွေစက်မာရေးဆေးပေးကန်တွေနဲ့အစားအစာဝေတဲ့နေရာတွေအကြောင်းသတင်းတွေကိုနားထောင်ပြီးဒေတာခံတာဝန်ရှိသူတွေရဲ့လမ်းညွှန်ချက်ကိုလိုက်နာပါလက်စင်မီ ပြတ်တော့ပါကဖုန်းဘက်ထရီကိုခြွေတာပြီးတော့အသုံးပြုပါ ပြင်းရမြင့်ငလင်းတစ်ခုလှုပ်ခတ်ခဲ့ပါကမိုဘိုင်းကွန်ရက်တွေပြတ်တောက်သွားနိုင်ထိခိုက်သွားနိုင်တဲ့အတွက်စာတူပေးပို့တဲ့ SMS ပေးပို့တဲ့စနစ်ကပို့ပြီးတော့ထိရောက်နိုင်ပါတယ်။ငလင်းလှုပ်ပြီးတဲ့နောက်ကလေးတွေကိုစိတ်သက်သာရရအောင်ဘလို့လှုပ်ပေးရမလဲ။ပို့မွန့်လင်းလင်းစကားပြောပါကလေးတွေကိုငလင်းကြောင့်သူတို့ဘလို့ခံစားရတယ်လဲဆိုတဲ့အကြောင်းကိုပြောဖို့အတွက်ခွင့်ရေးပေးပါ။သူတို့မှာစိတ်ပူပန်မှုတွေထိတ်လန့်စရာတွေရှိနေရင်လဲဝင်းမြပေးဖို့အတွက်အားပေးပါ။ သူတို့ပြောပြတာကိုတေချာနားထောင်ပြီးသူတို့ရဲ့ခန်းစားချက်ကိုအလေးအနက်ထားဂရုစိုက်တဲ့အကြောင်းပြသပါစိတ်သက်သာရရအောင်လုပ်ပေးပါငလင်းနဲ့နောက်ဆက်တွဲဖြစ်ရတွေကအများရန်ဖြစ်နေမှာမဟုတ်တဲ့အကြောင်းကိုပြောပြပေးပါငလင်းဆိုတာကတဘာဝဖြစ်ရတဲ့ခုပဲဖြစ်ပြီးဘသူရဲ့အပြစ်မှမဟုတ်ဘူးဆိုတာကိုလည်းရှင်းပြပါအတူတူအချိန်ဖြုံးပြီးတော့ပွေဖက်ပေးခြင်းနဲ့ကလေးတွေကိုနှစ်သိမ့်မှုပေးပါ စိတ်ပိုင်းဆိုင်ရာစိတ်ဖိစီးမှုလက္ခဏာတွေကိုစောင့်ကြည့်ပါကလေးတတော်များများကဘေးအန္တရာယ်တစ်ခုဖြစ်ပြီးတဲ့နောက်တလားလောက်ကြာတဲ့အထိဘာမှမဖြစ်ဘူးလို့ထင်ရပေမဲ့မတုံမလောက်ခံစားချက်ကတဖြည်းဖြည်းပျောက်သွားပြီးစိတ်ဓာတ်ရာလက္ခဏာတွေစပြေးပြတ်သားလာတတ်ပါတယ် စိုးရိမ်မှုတချို့ဇက်တိုက်ဖြစ်ပေါ်နိုင်သေးပေမဲ့လပိုင်းလောက်ကြာတဲ့အထိပြောင်းမသွားတာပဲဖြစ်ဖြစ်ကလေးကပိုပြီးတော့ပြင်းထန်တဲ့လက္ခဏာတွေပေါ်လာတဲ့အချိန်အကြောက်လွန်ပြီးတော့တိုက်ခိုက်တာသူတို့ကိုယ်ကိုယ်နဲ့တခြားသူတွေကိုထိခိုက်အန္တရာယ်ပြုခြင်းနဲ့ဆန္ဒတွေလိုပိုဆိုးတဲ့လက္ခဏာတွေပြလာရင်တော့မိသားစုဆရာဝန်ဒါမှမဟုတ်စိတ်ကျန်းမာရေးဆရာဝန်နဲ့ပြသတတ်ပါတယ်စိတ်တည်ငြိမ်စေမဲ့လေ့ကျင့်ခန်းတွေကိုအတူတူလေ့ကျင့်ပါဝမ်ပိုင်းနဲ့အသက်ပြင်းပြင်းရှုခြင်းကတိတ်ကိုအထောက်အကူဖြစ်ပါတယ် အတန်းရွယ်ကြီးတဲ့ကလေးတွေနဲ့လေ့ကျင့်ကြည့်ပါတကယ်လို့ပုံငယ်တဲ့ကလေးတွေရှိရင်ကစားနည်းတစ်ခုနဲ့ဖြစ်ဖြစ်လှုပ်ကြည့်လို့ရပါတယ်။နိုင်တိုင်းရဲ့အစမှာအသက်ရှူနှုန်းကိုတဖြည်းဖြည်းချင်းရှော့ချရင်းနဲ့စိတ်နဲ့ခန္ဓာကိုဘလောက်တည်ငြိမ်အောင်လုပ်နိုင်လဲဆိုတာကိုကြည့်ပါ။လုံနေကြလုပ်ငန်းစဉ်တစ်ခုရှိထားဖို့စူးစမ်းကြည့်ပါ။တော်တော်လေးကတ်ခဲနိုင်မယ်မယ်အချိန်မှန်အိပ်ရာဝင်တာအချိန်မှန်ထမင်းစားတာကကလေးတွေကိုငလျင်မတိုင်ခင်ကသူ့ရဲ့ဘဝနဲ့နည်းနည်းပို့ပြီးတော့ဆက်ဆက်မိတယ်လို့ခံစားရစေနိုင်ပါတယ် ီကျောင်းရာတွေကိုကလေးတွေအတွက် UNICEF ဆောင်းမကနေကိုကားဖော်ပြခဲ့တာဖြစ်ပါတယ်နောက်တစ်ပတ်မှလည်းကျမတို့ရဲ့ K2H အစီအစဉ်ကနေအမျိုးသမီးကလေးရီနဲ့ပတ်သက်တဲ့ကျမရင်နဲ့ဘူသူတရာဆရာအကြောင်းအရာတွေအလားပါနဲ့ပတ်သက်တဲ့နည်းလမ်းတွေကို တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်အပတ်စဉ်တနင်္ဂနွေနေ့တိုင်းမှာစောင့်မျှော်ကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါရရှင်